မတာသတင်းတော့မင်းကမတာသတင်းကိုလိုက်ပြရတယ်လို့ပြောတယ်ဆိုဟုတ်ပါတယ်မင်းကဘလောင်များတက်လို့လဲကွာမျက်နာကလည်းဆက်ပြီးပြီနဲ့သတင်းတော့ပေါင်းစနလေးတာဖြစ်တော့တင်မောက်အားဆရာသတင်းတော့ကျုပ်ကြီးကလူလေလှုပ်ရပါမည်လို့ဟုစူပူတော်သည်စောစောကအဲဒီတာကျုပ်ဖြစ်သူကသတင်းတော့များကိုခေါ်ကတာဝန်ပေးသည်ခေါင်းဆောင်ကြီးဥကာကြီးကွယ်လွန်နေတဲ့အဲ့ဒီသတင်းကိုဘယ်သူလိုက်မလဲတိုကဲသူမေးရတင်မောင်းက ကျွန်တော်လိုက်ပါမယ်ဟုလက်ညှိုးထောင်ခဲ့သည်အေဒါရုပ်ဤမြက်ွယ်သို့ရောက်သောအခါဆရာသတင်းတောက်ကြီးကတင်မောင်အားစုတော်သည်မသားသတင်းဆိုတော့လိုက်ရတာလွယ်မယ်ထင်တာကြောင့်ကျွန်တော်တာဝီယူမိတာပါထိုကဲ့သို့တင်မောင်ကမျက်နှာငငယ်နှင့်ပြန်၍ပြောရသည်သတင်းစာပညာမှာမသားသတင်းလိုက်ရတဲ့ပညာကအခက်ဆုံးกว่าမျက်နှာပူစရာအကောင်းဆုံးกว่าငါ့အဖို့ပလိသတင်းရုံသတင်းနိုင်ငံရေးသတင်းအိုးกว่าတိရွက်ရာမှာထိတ်ဆုံးဆိုတဲ့စစ်တပ်သတင်းကိုတော့မကြောက်ဘူးလိုက်ဝင်ပါတယ် ဒါပေမဲ့မသားတဲ့င်းကိုတော့တာဝန်ကြမှာအကြောက်ဆုံးမောင်ကြီး။ဘာဖြစ်လို့လဲဗျခအေးလိုက်ရတာပဲဥစ္စာ။ခအေးမို့ခတ်တာမို့မသားရင်းလိုက်ရတာကကြောက်တုံးကိုရေညှိယူရတယ်လို့ညှက်နိုင်မှရတာကွာ။ကဲအခုသွားလေသူဥကာကြီးရဲ့တဲ့င်းကိုမောင်ရင်လိုက်တော့မယ်။ဘသူ့ကိုသွားမင်းမလဲ။ဥကာကြီးကပက်လက်ကြီးအိတ်နေပြီးသူ့သားမယားတွေကငိုနေကြတယ်။မောင်ရင်ဘသူ့စီကိုမင်းမလဲ။နောက်ပြီးမသားရင်သွားတဲ့အခါမှာမောင်ရင်မျက်နှာလိုဆက်ဖီးဖီးနဲ့သွားလို့မရဘူး။ မျက်နှာဘိုးတည်တည်မှင်တည်တည်နဲ့တွားရတယ်။မသာသွားတဲ့အခါမှာအပူရုပ်ဖမ်းနိုင်မှတင့်နေတယ်။သတင်းတောက်ဖြစ်ကားစားတက်တန်းလူသေးသောတင်မောင်းအဖိုးယခုမှသတင်းတောက်ပညာကြီးကျယ်ဝန်းနန်းနဲ့ခက်ခဲပုံကိုသိရတော့သည်။သတင်းတောက်ဟူသည်မှာရုပ်ရှင်မင်းသားတို့ကဲ့သို့အိုက်တင်ပေးတတ်ရသည်ကိုယခုမှရိပ်စားမိတော့သည်။အေးပေါ့ကွာသတင်းတောက်ဆိုတာငိုသားရီစားလို့ပြောကြတယ်မဟုတ်လား။ငိုတက်ရတယ်ရီတက်ရတယ်ကွာ။ ငါတော်မှာရုပ်ရှင်နဲ့ဝင်အတော်ဆုံးနေပြီထင်တယ်။ထို့ကဲ့သို့ဆရာသတင်းတောက်ကြီးကဆိုသည်ဟုတ်ပါသည်။ဆရာသတင်းတောက်ကြီးသည်လက်ဟန်ချီဟန်ဖြင့်မဲကြီးရွက်ကြီးအပြောကောင်းသည်ချော့တန်းသူကိုမျက်နှာချိုသွေးသည်ငေါ့တန်းသူကိုမျက်နှာတီမျက်နှာထားနှင့်ငေါ့သည်ငိုကြီးရဲကြီးအထီရသည် အမှုအရာမြောက်သည်အေမှုရာတို့နှင့်စားလာခဲ့ကထင်ရှားအောင်မြင်သည့်သတင်းတောက်ကြီးဖြစ်လာခဲ့သည်။ကဲပါလေမင်းတိုက်နဲ့မင်းကံပဲ အေဒါကျုပ်စီတာဝန်ယူခဲ့ပြီဆိုတော့လေသွားပြီတော့တိုကဲ့သို့သတင်းတောက်ကြီးကတင်မောင်အားမျက်နှာလွှဲလိုက်လေတော့ဒီတင်မောင်အဖို့ကြာကြာဆိုင်ရွေမဖြစ်မသားသတင်းတို့မြည်ဒီဒေလင်းသေးချင်းလိုက်ရသည်အရေးကြီးဆုံးမှာသေဆုံးသူအိမ်တို့အစောဆုံးကြောက်သွားပြီးသွားလေသူဓာတ်ပုံကိုငှားရသည် အရာယူရသည်တင်နိုင်ပါကနိုင်ရ၌ချိန်ထားသမျှဓာတ်ပုံအလုံးကိုတိုက်အရီတာကြိုက်ရသုံးမရစေဟုပြော၍ငှားရသည်သို့မှသာနောက်ထပ်လာရောက်သောသတင်းတောက်များဓာတ်ပုံတစ်ပုံမှမရဘဲ မိမိတိုက်ကသာဓာတ်ပုံလေးတကွပေါ်ပြနိုင်ပြီဖြစ်သည်နောက်ပိုင်း၌တင်မောင်းသည်မသားသတင်းတော့ကျွမ်းကျင်သူတူကိုတွေ့ဘူးသည်သူသည်အခြားသတင်းများယူရ၌မစွန်းတော်လဲမသားသတင်းလိုက်ရာတွင်ပြောင်မြောက်သည်သူ၏နှီးမှာမသားရင်သို့ရောက်နေရောက်ချင်းလက်သွက်စွာဖြင့်နေရ၌ချိန်ထားသည်မှတော်လေသူ၏ဓာတ်ပုံများကိုဖြုတ်ယူတတ်သည်ဓာတ်ပုံများလက်ထဲရောက်ပြီးသည့်နောက်၌မိသူတွေမိမြငိုကြွေးနေစေကမူသူ၏စိတ်၌ထိခိုက်မှုမရှိဘဲသူတိလိုရာကိုရရှိအောင်မေးလေရှိသည် ်ပြင်ပေါင်းသည် ထိုမြတ်တက်တီကောင်းသူမဟုတ်ဝါကလည်းနှူသေးသည်ထို့ကြောင့်သွားလေသူဥကကြီးအိမ်သို့ရောက်သွားသောအခါငိုကြွေးနေသောမယားနှင့်သားသမီးအကြ၌ကြောင်တောင်တောင်ဖြစ်နေကြသည်ကျွန်တော်ကဗမာကေသတင်းတော့ပါ အမလီသွားလေသူကြီးရဲ့ဟိဟိဓာတ်ပုံရပါရည်ခင်ဗျာဘသူကိုယုံလို့ထားခဲ့တာလဲဟိဟိဥရဲ့အကြောင်းကိုလည်းသိပါရည်ကျမမှာဘသူကိုအားကိုးရမလဲတော့ဟိဟိ တော်လိုင်းရုံးကအကြောင်းကိုတရင်တောက်တွေလာပြီလေရှင့်အကြောင်းကို ပြောလဲပါဦးတော့တင်းပေါင်ဖို့သွားလေသူဥကာကြီးကြံရဲသောဇနီးတဲ့ထံမှာသွားလေသူ၏အကြောင်းကိုမေးမြန်း၍မရနိုင်ပဲအကြက်ရိုက်နေတော်သည်ဤတွင်မှကြောက်တုံးကြီးက ရေကိုညှိရတာလွယ်သေးတယ်ဟု၍ပြောတော့ဆရာတရင်တောက်ကြီးစကားကိုတတိယမိသည်ကြံရဲသူဇနီးတဲ့ထံမှာတရင်ကိုမေးမရနိုင်သည်ဖြင့်အကြက်တွေ့နေသောတင်းပေါင်သည်အလောင်းစင်အနီးတွင်မရောမလဲလုံနေသော လူရွယ်တဦးတန်းသို့ချင်းကပ်၍မရသည်ကျုပ်မသိဘူးဗျာခမရဒီင်ကမဟုတ်လားအဟုတ်ပါဘူးမตายမှုဖဲဝိုင်းဖြစ်မလားလို့လာစောင့်နေတာပါကျုံမကျုံရသည်မตายရင်တကာတို့လိုက်၍ဖဲရိုက်နေသူကလည်းရှိသေးသည်သွားလေသူတတ်တော်ထင်ရှားရှိစဉ်ကနိုင်ငံရေးဆရာပီပီအတော်နှုတ်သွက်သည်တင်ပေါင်းပင်လင်နိုင်ငံရေးအစည်းအဝေးတစ်ခု၌သွားလေသူနှင့်တွေ့ခဲ့မှုသည်သွားလေသူကမိန်ကုန်းချွေသည်ကိုနာယူခဲ့ရမှုသည်မှတ်သားခဲ့ရမှုသည် ယခင်အာသွက်ရှာသွက်နဲ့တရင်တော်တို့၏တရင်အိုးကြီးသည်ယခုကွဲသွားလေပြီ။နှုတ်သွက်သူကြီးမှာနှုတ်ဆိတ်နေရှာလေပြီ။သူ၏အိမ်ဧကဲ၌ခန့်ခန့်ကြီးမထသောအိမ်ချင်းမပြောသောပိတ်ချင်းဖြင့်စိတ်ချလက်ချသွားရှာလေပြီ။ကျွန်ုပ်တို့တရင်တော်ကလေးမောင်တင်မောင်အဖို့ဘာလုပ်ရမည်နည်း။မသားတရင်တို့ကိုအများပြည်သူတို့ကစိတ်ဝင်စားကြသည်။ဒီဘုံတရင်စာထွက်စားကမေယီမြင့်ဤမသားတရင်တို့ကိုပွဲ့နှွဲ့ရေးသားပြီးဓပုံများတခဲတနာဖြင့်ပေါ်ပြနိုင်ခဲ့သည်ဖြင့် ဆောင်ရည်နှစ်ဆတိုးခဲ့မှုသည်စာဖက်ပြိသက်အဖို့မိသူကွဲလွန်ကြောင်းသွားလေသူသည်မိတိမျိုးသားဖြစ်ကြောင်းမိတို့အိမ်တော်ကြကသာသမီမိမြကျန်ရည်ကြောင်းစသည့်တရင်အချက်လက်ကိုရအောင်ရှာဖွေစုံစမ်းရသည့်တရင်တောက်တို့အတက်ပညာမှာခက်ခဲနှံနေလှတော်သည်ဒေသောယောဂါဤအကြောင်းကိုလည်းဘ ഹു တုတဆုံရသည်မတားရင်၌အရက်ထဲမှလာရောက်ထိုင်သူ၃လေးဦးရှိသည်။သွားလေသူတို့၏မိသားစုသည်ဤရက်ထဲသို့ရောက်လာသည်မှမကြသေးသဖြင့် ။သွားလေသူ၏အတုပတ်တိကိုမမေအရာပြောဆိုနိုင်သူမရှိဖြစ်နေသည်။သွားလေသူဇနီးနှင့်သားသမီးတို့မှာစကားမေးမရအောင်ငိုယူနေကြဆဲရှိသေးသည်။တင်မောင်ဖို့သူပါဝင်ရောက်ဝင်ကျင်စိတ်ပင်ပေါက်လာမိသည်။တင်မောင်သည်ဆရာဆရာသတင်းတောက်များ၏မှားကြားချက်အရာအိမ်နေရ၌ရှိသောသွားလေသူ၏ဓာတ်ပုံကိုကြက်၍ငှားလိုက်သည်။သွားလေသူမှာဓာတ်ပုံအတော်ရိုက်သူဖြစ်သည်။တို့ပြင်ဝင်ကြီးကျုပ်ဖြင့်တွဲရိုက်ထားသောပုံစစ်ဘိုလ်ကျုံနှင့်တွဲရိုက်ထားသည့်ပုံတန်တပန်နှင့်ရိုက်သည့်ပုံ အစည်းအဝေး၌ရိုက်တော့ပုံစသည်တို့ကလည်းအများရှိသည်ဖြင့်ဓပုံအလုံးကိုငားရံမလွယ်ဘူးငား၍ရနေကလေးသွားလေသူ၏ပုံကိုအခြားတိုက်တို့ကရှာလျင်အလွယ်တကူရနိုင်ပြီဖြစ်သည်ဖြင့်တင်မောင်းသည်စိတ်ကြိုက်ဓပုံတပုံငားလိုက်သည်ငားသည်ဟုသာဆိုရသည်အိမ်ရှင်များအသိမှတ်မပြုတင်မောင်းသူ့ဘသာသူတိုက်၍ဖြုတ်ရသည်ဓပုံရပြီးနောက်တင်မောင်းသည်ဟိုလူကက်လိုက်ဒီလူကက်လိုက်နှင့်အမျိုးမျိုးချင်းကပ်၍မေးပါတော့လဲမရနိုင်ပဲအကြက်အဲတွေ့နေသည် ခမရဒေါ်စလိန်ကိုမသိဘူးလားဒေါ်စလိန်စီသွားပါလားထိုကဲ့သို့အိန္ဒိယမယားဖြစ်နေသောသတင်းတောက်တင်ပေါင်းအားတနာဟန်တူသည့်ပုံကတူဦးကအကြံပေးသည်ဒေါ်စလိန်ကပါလေဘလို့လဲထိုကဲ့သို့တင်ပေါင်းကမေးရသည်ထိုသူသည်သွားတဲ့သူကြီးအတွင်းသည့်တူဖြစ်ဟန်တို့သည်ဒေါ်စလိန်ကနံပါတ်1လေဗျာထိုကဲ့သို့ပြောကလိပ်စာနေတကွာကြက်ကြနာနာညွှန်လိုက်သည်အမလီဘသူ့ကိုယုံလို့ပုတ်အပ်ခဲ့တာလဲတော့မယားကြီးဖြစ်သူဒေါ်စလုံးကတဟီဟီငိုမြဲတာငိုနေတဲ့ပြင် တင်ပေါင်းသည်ဒေါ်စာလုံးအားကြောခိုင်းကဒေါ်စာလိန်ထန်းတို့ပြေးရတော့သည်ငါလည်းအကြောင်းငါအသေးချာပြောပြမှာပေါ့လေသေးစားဟုဆိုတော့လေတနကားလေးခပ်ပါပါလိန်ထားသည်သပင်ကလေးကိုကပုကယိုမဖီးတပီဖီးထားပြီးဝမ်းနေသည့်အတိတ်မှဖြင့်လုံကြီးနှက်ကိုဝစ်စင်၍ထားသောနံပါတ်1ဒေါ်စာလိန်သည်နှုတ်သွက်သည်တော်လေသူတော့သဘောကောင်းတဲ့သူမရှိပါဘူးမောင်မင်းကြီးသားကောင်းရမွန်ရရောက်ပါပါဒါပေမဲ့ဟိုမိမကြောင့်တသက်လုံးဆင်းရဲချတယ် တွားလီသူအဖို့နံပါတ်1ဒေါ်စာလုံးကိုမိဘပေးစား၍သာယူခဲ့ရပြီးတသက်လုံးစိတ်မချမ်းမသာဖြစ်ရပုံမှစကားတွားလီသူတေအံ့ဆင်းဆင်းနိုင်စိတ်မချမ်းသာအောင်လုံးကြပုံအထိအသေးစိတ်ပြောပြသည်တင်မောင်မေးသည်မစိတ်ရှည်ရှည်ဖြင့်ပြောပြသည်သူ့အားလက်ဖက်ရည်ပင်တိုက်လိုက်သည်တင်မောင်အတော်ကြေနိုင်၍ပြန်လာခဲ့သည်သူ့အဖို့အခက်ဆုံးသောတင်းကြီးကိုပြည့်စုံစွာရခဲ့ပြီမဟုတ်လောတိုက်တော့လေကလေးတချွန်ချွန်နဲ့ပြန်လာသောတင်မောင်ကသူထောက်လန်းလာသောနာရီတင်းကြီးကို ွဲ့နှဲ့၍ရေးလေတော်သည်ဒေမောင်သည်သူရေးသောသတင်းကိုနှစ်ကြိမ်မျှပြန်၍ပြင်ဆင်ပြီးစိတ်ကြည်နက်မှစာမှုကိုအေဒီတာချုပ်၏စပွဲသို့တင်လိုက်သည်အေဒီတာချုပ်ကစိတ်ဝင်စားစွာဖတ်ကြည့်သည်ထို့နောက်အေဒီတာချုပ်ကပြုံးလိုက်သည်ကြည့်လို့ပေါင်းကိုလူတို့ဒီငနေလေးကမရေငယ်ပဲတွေ့လာပြီးတော့မရေငယ်ဘက်ကလိုက်ပြီးတော့ရေးထားတယ်မရေကြီးစီတယောက်ယောက်သွားမေးပြီးဒီစာမှုကိုပြင်ကြပါအောင်ကိုလူတို့ထိုကဲ့သို့ဝိုင်းရင်သတင်းတောက်ကြီးများလက်သို့စာမှုကိုပြန်ချပေးလိုက်သည်ဤတွင်မှာ တ်သားသတင်းလိုက်ရနိုင်မရနှစ်ယောက်ရှိသူကိုလိုက်ရသည်မှာပို၍ခက်ခဲကြောင်းတင်မောင်းနားလည်မိပြန်တော်သည်